လက်ရှိကျင်းပအနေနဲ့ကလပ်ဝန်ကတ်မှာဒီကွင်းတိုင်းနေအနေနဲ့ FIFA ကအသစ်ပြထမ်းထားတဲ့စီမင်းတစ်ခုကိုကျင့်သုံးနေတာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့တော့ FIFA ဘောလုံးအဖွဲ့ချုပ်နဲ့ FIFA ဆိုင်ရာဘောလုံးအဖွဲ့ချုပ် IFAB တို့ဟာလာမယ့်ရာသီမှာကုသမားတွေအတွက်အိမ်မက်ဆိုးဖြစ်လာစေမဲ့စီမင်းအသစ်ကိုစတင်သုံးစွဲလိုမယ်ဆိုတဲ့အကြောင်းကိုမကြခင်ရန်မားကကြေညာထားခဲ့ပြီးသားဖြစ်ပါတယ်။အဲ့တော့ပြီးခဲ့တဲ့ရက်ကကစားခဲ့တဲ့ဒီတောင်ကိုရီးယားကလပ်ဦးဆန်အသင်းနဲ့တောင်အာဖရိကကလပ်အမဲမီလိုဒီအသင်းတို့ရဲ့ပွဲစဉ်မှာ ဒီစီမင်းအစ်စ်ကျင်သုံးသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။အဒီစီမင်းကဘာလဲဆိုတော့ဂလမားတွေအတွက်ထုတ်လုပ်ထားတဲ့စီမင်းလို့ပြောရမှာဖြစ်ပါတယ်။အရင်တော့ကဒီ FIFA အနေနဲ့ဒီ IFA နဲ့ပေါင်းပြီးတော့ဒီ Survey Board စီမင်းတွေပြောင်းလဲတာပြည်နယ်မော်စီမင်းတွေဓာတ်ကံမော်နဲ့ Penalty စီမင်းတွေကိုပြောင်းလဲတာတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူတို့ကဂလမားတွေနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့အပြောင်းအလဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အထီးပြောင်းလဲတာဘာလဲဆိုတော့ဒီလာမယ့်ရာသီကနေစပြီးတော့ဒီဂလမားတွေအနေနဲ့ဒီလက်ရဖမ်းမိတဲ့ဘောလုံးတွေကိုလက်ထဲမှာ၈၀စက္ကန့်ထက်ပိုထားလို့ရမှာမဟုတ်တော့ပါဘူး။ ။နေတော့ကလည်းဖမ်းမိတဲ့ဘောလုံးကိုဘယ်နဲ့ဆက်ကန်ထားခွင့်ရှိရဲဆိုတာမျိုးကိုတတ်တတ်မှတ်မှတ်မရှိပေမဲ့အနည်းဆုံး၁၀ဆက်ကန်လောက်တော့လည်းထဲမှာခိုင်ခွင့်ရှိပါတယ်။ IAAB ရဲ့ Law 12.2မှာအစ်စ်ပါဝင်လာတဲ့အချက်မှာဆိုရင်ဒီကုလမတူကဘောလုံးကိုလည်းထဲမှာ၈ဆက်ကန်ထက်ပို့ထားလို့မရဘူး။တကယ်လို့ဒီထက်ပို့ထားမယ်ဆိုရင် indirect free kick ပေးရမယ်ဆိုပြီးတော့ပါရှိပါတယ်။အဆိုလိုချင်တာကဂိုလမတူးကဒီလက်ရဖမ်းမိတဲ့ဘောလုံးကို၈စက္ကန့်ထက်ပိုပြီးလက်ထဲမှာကင်ထားမယ်ဆိုရင်ပြန်ပြန်အသင်းဘက်ကိုတောက်ကမောကန်ခွင့်ပေးသွားရမှာဖြစ်ပါရင်ဒီဆုံးဖြတ်ချက်ကိုပြီးခဲ့တဲ့လရဲ့အတွင်းကပဲအိုင်ယာလန်မြောက်ပိုင်း ဘန်ဖတ်မှာကျင်းပခဲ့တဲ့ IFAB ရဲ့136ကြိမ်မြောက်အစည်းအဝေးမှာချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါအပွဲနိုင်နေတဲ့အခါမှာပဲဖြစ်ဖြစ်အသေးတမှတ်ရယူဖို့ကြိုးစားတဲ့အခါမှာပဲဖြစ်ဖြစ် ဒီဘောလုံးကိုလက်နဲ့ဖမ်းမိတာနဲ့ဘောလုံးကိုပိုက်ပြီးတော့ဒီမြေပြင်ပေါ်မှာမှောက်အိတ်ချတက်လင်းရှိတဲ့ကုသမားတွေအတွက်တော့အိမ်မက်ဆိုးပါပဲ IAVA စီကန် channel မှာလည်းဘောလုံးကိုလက်နဲ့ဖမ်းမိပြီးတော့ရှစ်ဆက်ကပြေးတာနဲ့ချက်ချင်းကန်တင်ရမှာဖြစ်တာကြောင့်အရင်လိုလဲရဖမ်းမိတာနဲ့မှောက်အိတ်တာတွေအချိန်ဆွဲလာမျိုးတွေလုပ်မယ်ဆိုရင်တော့နေင်းထိုင်ရင်ပြန်ဘက်ကိုထောက်ခံဖို့ပြီးကန်ရမှာဖြစ်ပါရင်သူတို့အနေနဲ့ဒီစီးမင်းကိုဒီဇူလိုင်လအတွင်းမှာစတင်အသုံးဆွဲသွားမယ်လို့ကြေညာခဲ့ပေမဲ့အခုကလပ်ဝေါ်ကပ်မှာနေသုံးဆွဲနေကြတာဖြစ်ပါရင်အမနေ့ကကစားခဲ့တဲ့ကလပ်ဝေါ်ကပ်ပွဲစဉ်မှာလည်းဒီတောင် ကိုရီးယားအသင်းနဲ့တောင်အာဖရိကအသင်းတို့ရဲ့ပွဲစဉ်မှာတောင်အာဖရိကကိုယ်တော်မကဘောလုံးကို၈၀ခန်းနဲ့ပို့ပြီးအချိန်ဆွဲရတာကြောင့်ခွဲလှယ်တိုင်းကနေပြီးတော့ချင်းချင်းပဲပြန်ပြန်အသင်းကိုတောက်ကံပေါ်ပေးလိုက်တာကိုမြင်တွေ့ခဲ့ရပါတယ်။အပရင်သက်တွေကလည်းဒီစီမင်းနဲ့ပတ်သက်ပြီးအခုမှမျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရပေမဲ့လည်းတော်တော်လေးသဘောကျနေပါတယ်။အပရိသတ်တို့ဆိုဘာပြောလဲဆိုတော့ဒီစီမင်းအားနဲ့အခုမှအစမ်းတက်ကလာပဲရှိပေမဲ့ကြည့်ရတာအရန်ရန်ကောင်းပါတယ်တဲ့။ဒီပွဲကပွဲကိုပို့ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လာစေပြီးတော့အရင်လိုအချိန်ဆွဲတာတွေမရတော့မှမဟုတ်ပါဘူးဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ တော့အခြားပြည်သက်တူကလည်းဒီလိုစီးမင်းအသေးချမှတ်လိုက်တာကောင်းပါတယ်တဲ့အချိန်ဆွဲတာကလည်းခါလိုက်ကြလို့ရှိရင်အသိနိုင်မှုအရေးပါပဲမယ်ပွဲရက်သက်ကိုလည်းပြည့်စည်စေနိုင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်တော့ IFAB ကလည်းဒီစီးမင်းကိုဒေလာမဲရာတီပရီးမီးယားလိမ့်မှာလည်းစတင်သုံးဆွဲသွားတော့မှာဖြစ်ပါတယ်ဒီစီးမင်းမှာပြည်သက်တွေကဘယ်လိုမျိုးထင်မြင်မိပါသလဲအချိန်ဆွဲတဲ့စီးမင်းကတကယ်ပဲကောင်းလားအခုလိုမျိုးစီးမင်းတွေပြောင်းလဲလိုက်တာကအသိနိုင်အတွက်အကျိုးရှိတဲ့ပြောင်းလဲမှုဖြစ်စေနိုင်လားဆိုတော့ကိုမမဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်